10မိနစ်တွင်ဂျမနိုင်းနဲ့ကန်ပါပေါင်းပြီးတော့ကြော်ညာနှစ်ခုဖန်တီးပြပါမယ်။ဒီကုန်လေးမိထားရပေါ့နော်။ဆိုတော့ကိုယ်တိုင်ချုပ်ထားတဲ့အထည်လေးတွေကိုဒီလိုကြော်ညာမျိုးဖြစ်အောင်လုပ်ပြပါလားဆိုပြီးတော့ပြောထားတယ်။ဆိုတော့ထဲလေးတွေကိုဘယ်လိုမျိုးကြော်ညာဖန်တီးရမလဲဆိုတာမျိုးပြပြပေးပါမယ်။ဆိုတော့ပထမအဆုံးဂျမနိုင်းကိုသွားပါ။ဂျမနိုင်းမှာ plus လေးကိုနှိပ်ပါမယ်။ပြီးလို့ရှိရင် glary ကိုနှိပ်ပြီးတော့မှကိုရိုက်ထားတဲ့အထည်ပုံလေးကိုထည့်ပါ။ပြီးလို့ရှိရင် DGS ရဲ့ design prompt လေးကိုထည့်လိုက်ပါ။ ီဒီဇိုင်းမှာ model ကဝတ်ထားတဲ့ပုံစံပြီးလို့ရှိရင်ဒီပပတ်လေပတ်ဝန်းကျင်ကအစဒီဇိုင်းနဲ့လိုက်ဖက်တဲ့ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးခိုင်းတာပါတယ် okay ဒါဆိုလို့ရှိရင်တော့ဒီဇိုင်းလေးထွက်လာပါပြီကျော်ဒီဇိုင်းလေးကို download လုပ်လိုက်ပါမယ် download လုပ်ပြီးသွားရင် canva ကိုသွားပါမယ် canva ကိုရောက်သွားပြီဆိုလို့ရှိရင်အပေါ်က create ဆိုရယ် plus လေးကိုနှိပ်ပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီ customize size လေးကိုရွှေ့ပေးပါ customize size မှာ1500 1500 pixel ီ unique မှာ pixel ပေါ့နော် pixel ကိုယူမယ်ပြီးလို့ရှိရင် create new design ကိုနှိပ်ပါပြီးလို့ရှိရင်ဒီ upload နေရာလေးကိုနှိပ်ပါပြီး upload file ကိုနှိပ်ပါ upload file မှာခုနက download လုပ်ထားတဲ့ပုံကိုယူလိုက်ပါဒါဆိုရင်ပုံလေးရလာပါပြီဆိုတော့ဒီပုံလေးကိုနှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီပုံလေးကိုအာအဓိကတော့အဒီကြောညာဒါကိုကြောညာပုံအနေနဲ့အသုံးလို့မရဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီ Gemini logo လေးပါနေရယ်။ဆိုတော့တကယ် model နဲ့ရိုက်ထားတဲ့ပုံစံလေးဖြစ်အောင်ဒီ Gemini အဲ ဂျမနိုင်းလိုဂိုလေးကိုမပအောင်လို့ဖြတ်လိုက်မယ်။ Okay ဒါဆိုဆိုရင်ဒါကိုပြချင်တဲ့ဒီဇိုင်းရဲ့ပုံလေးပို့ပြီးပေါ်တယ်ပေါ့နော်။ Okay အကယ်၍ကိုယ့်စီမှာလိုဂိုရှိရဆိုလို့ရှိရင်လိုဂိုတက်လို့ရတယ်။ဒါဆိုလိုဂိုလေးကိုသေးပြီးတော့မှဒီတောင်လေးမှာထားလိုက်လို့ရှိရင်ဒါကလုံးဝ perfect ပဲ။ Social media ပေါ်မှာတင်ဖို့အတွက်ကို ready ဖြစ်နေပြီ။ဆိုတော့နောက်ထပ်ဥပမာလေးတစ်ခုထပ်ထုတ်ကြည့်မယ်။ ဒါဆိုလို့ရှိရင်ပုံလေးထုတ်ပေးတယ်ဆိုတော့ဒီ prompt ကကြတော့ female male ဆိုပြီးတော့မခွဲထားဘူးအင်ကြီးပေါ်မူတည်ပြီးတော့အစဉ်ပြေတဲ့ model တယောက်ကိုဝတ်ခိုင်းတဲ့ပုံစံမျိုးထုတ်ခိုင်းထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ယောက်ျားလေးယောက်ျားလေးပေါင်းမိနေတူတော့ယောက်ျားလေး model ကိုသူကဝတ်ပေးတယ်ဒါလေးကို download လုပ်လိုက်မယ်လုတ်ပြီးလို့ရှိရင်ခုနကကန်ပါကိုပဲပြန်သွားမယ်။ Okay ဒါဆိုလို့ရှိရင် fusion လွယ်ကူတဲ့ design လေးရပါပြီ။ download လုပ်မယ်ဆိုလို့ရှိရင်ဒီ share ကိုနှိပ်ပြီးတော့ download လေးကိုနှိပ်လိုက်ပါ။ digital marketing ကိုအခြေခံကနေစပြီးတော့မှလုပ်ငန်းရှင်တယောက်လိုတည်တည်ရှိရှိနားလည်ခြင်းနဲ့ဆိုလို့ရှင်တော့ DGSC မှာသင်တန်းလိုက်အောင်ဆောင်စမ်းနိုင်ပါတယ်